အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်ဒီဇင်ဘာလ2ရက်နေ့ရက်မွန်းတဲ့12နာရီချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီဒေါ်လာနေသစ်ပါလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်တော့ပါရခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့တာယာရီမြို့နယ်အတွင်းခမရ35တဲရင်မှာထိုင်ချနေတဲ့မတော်ဂိတ်စခန်းကိုတော်လိုင်းရေးတက်တွေကတိုက်ခိုက်ရှင်းလင်းလိုက်ပါပြီခင်ဗျာမိုးကုတ်မိုးမိတ်ကိုစစ်တပ်ထံပြန်ပေးလိုက်ရမှုကြောင့်နေနာသူတွေကိုတောင်းပန်ပေမဲ့ ဆဲလိုသူတွေကိုနားနာပြီးတော့ဆဲကြဖို့နဲ့မိုးပုတ်ကိုပြန်လဲသိမ့်ယူမှုမြင်တွေ့လိုတယ်လို့ DNL ကဗိုလ်ချုပ်တာဝန်ကျော်ကပြောလာပါတယ်ခင်ဗျာမင်းကမြို့နယ်ပါအဖတာဝန်ခံဟောင်းစီရန်စေယုံအုပ်ကြီးကိုစီးရင်စရာတွေနဲ့အခွန်ငွေပြန်အပ်နိုင်ရေးအကြိမ်ကြိမ်ညှိနှိုင်းမရလို့ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ NUG ပြည်ထရေးကထုတ်ပြန်လာပါတယ်ခင်ဗျာဒေါ်လာရေးတက်တဲ့ရဲ့စနိုက်ပါထိမှန်ပြီးတော့ခမာယ320ကဘူကြီးအောင်ကိုကိုမျိုးလုံးကျွတ်ထွက်ပြီးတော့တေဆုံသွားပါတယ်ခင်ဗျာ ။နေပြည်တော်ပီဒီအက်ဒူရင်မှုကရဲဘော်တအူးကိုအပြစ်ပေးရိုက်နှက်တဲ့အတွက်တည်ဆုံးသွားပါတယ်။ရုပ်လောင်းကိုမြေမြုပ်ပြီးတော့အစာဖြောက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ဘလို့ဖြစ်တာပါလဲ။ဒီသတင်းတွေနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုနားဆင်ရပါပါခင်ဗျာ။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘကိုးတိုင်းတာယာရီမြို့နယ်တွင်အထိုင်ချထားတဲ့ခမရ35တရင်ရဲ့ဘရော့ဖိစ်ကန်ကိုတိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့ဒါယာရီခရင်တရင်3000ရှက်နှစ်တက်ခွဲနှစ်ကသတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ30ရက်မနေ့ပိုင်းကတာယာရီမြို့နယ်တွင်းမှာရှိတဲ့လေဦးကုန်းလမ်းမတော့တရကုန်းပြည်တော်သားနဲ့ကျောက်တွင်းကျေးရွာတွေကိုတွားရလမ်းဆုံမှာရှိတဲ့ခမာယ35တန်းရင်းရဲ့မတော့ဂိတ်စခန်းကိုတော်လိုင်းအပူပေါင်းတက်တွေကတိုက်ခိုက်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။စခန်းသိမ်းတိုက်ပွဲတွင်းမှာချမ်ပတ်စစ်ကော်မရှင်တပ်သား9ရောက်တည်ပြီးတော့ဂိတ်စခန်းကိုရှင်းလင်းနိုင်ခဲ့ကကာပိုင်တလက် MA1 တလက် 5.56G 150တောင်းမိုဘိုင်းဖုန်းနှလုံးကိုသိမ်းဆည်းရရှိတယ်လို့ဆိုပါတယ်။အဲဒီတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော်အမှတ်1 စစ်စင်ရဲနယ်မြေဘကိုးတိုင်းစစ်ဌာနဘီဝါ22အမှတ်3802တရင်တက်ခွဲနှစ်ရွှေရမ်းမြေပကဖနဲ့လဗရမ်မြို့နယ်ပကဖအထူးတိုက်ခိုက်ရေးဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ 留着，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 留着。马老弟，马二队，先看到弟，别弟，表弟，表弟，你们看到邱先生？来了。啊，胡，点点一回就输。点一回就输。哎，多留点，放慢点。多留点，哎哎哎，还有个我，俺放慢了，多少了？别拉了，别整。

đi đi Yeah, Debo, đi Theo, đi theo. Yeah, đi, đi <laughs> like theo. <laughs> <Yeah, people. cười> <laughs> cả bè hố <coughs> bắt đi ông ơi em mà anh chơi mà anh chơi mà hố bắt cá ba lô hố bắt cá ba lô mà lên lên xa lô cho này cái đầu à bà anh còn tên này là tên gì Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn

nghe cả đứa ai đi thế là xanh nghe gì bị đã đây okay. mấy đồ đấy là xanh là gì vậy đi đâu đây đi đâu đây con đấy là bao nhiêu đấy con đứa kia nó giáo qua cái này đây mày nó đã giáo được rồi mày đấy đá bà này đá ba này đá ba này đi đá ba này này ก็เลยก็เลยจะจะไปน้องนี่จะโมบิลเลยนะคนนามเอโลตรีท่านเอโลไอ้เลยเนี่ยพอแล้วก็มาอยู่อะไรมาสิเมโลเฮ้ยเอาที่มาไหนแล้วเมโลไหนจะไปไหนจะไปไปจีนเลยเฮ้ยเอาเดี๋ยวนี้อะไรทุนอะไรเบียร์ด่าเบียร์โอเคเมโล ကြီးတွေပဲထုံးပါပဲတတညာနှစ်ခုစစ်စင်ရေးအတွင်းသိမ့်ပိုက်ထားတဲ့မိုးကုတ်နဲ့မိုးမိတ်မျိုးတို့ကိုအကြမ်းဖက်စစ်တပ်ထံပြန်ပေးလိုက်ရမှုကြောင့်နင်နာသူတွေကိုတောင်းပန်တော်လဲဆဲလိုသူတွေကိုနားနာပြီးတော့ဆဲကြဖို့နဲ့မိုးကုတ်ကိုပြန်လဲသိမ့်ယူမှုမြင်တွေ့လို့ကြောင်းတန်တီအန်အေကဗိုလ်ချုပ်တာပုံးကျော်ကလူမှုကွေရက်ကနေတဆင့်ထုတ်ဖော်ပြောဆိုလာပါတယ်။အော်တိုဘ29ရက်နေ့တရုတ်ရဲ့ဂျောင်းဝင်စစ်စပ်မှုနဲ့တီအန်အေနဲ့စစ်တပ်ကြားအပြစ်ကရက်ဆဲခဲ့ပြီး မိုးကုန်းနဲ့မိုးမိတ်မြို့ကိုစစ်တပ်ထံပြန်လည်လွှဲပြောင်းပေးဖို့သဘောတူညီခဲ့တာဖြစ်ပါတယ်။အဲဒီနောက်နိုဝင်ဘာ29ရက်နေ့မှာတော့မိုးကုန်းမြို့ထဲကိုအကြမ်းဖက်စစ်ရှုံးကောင်စီတပ်ကဝင်ရောက်လာခဲ့တာပါ။မိုးကုန်းနဲ့မိုးမိတ်မြို့တို့ကိုပြန်လည်ပေးအပ်လိုက်ရမှုကြောင့်နေနာသူတွေကိုတောင်းပန်ကြောင်းဒါပေမဲ့မိုးကုန်းမြို့မှာတန်းပြည်နယ်တွင်ပြန်ပါရေးကျိုးပန်းမှာဖြစ်ပြီးမိုးကုန်းကနှစ်ပေါင်းထောင်ကြီးကလေးကတန်းလူမျိုးတွေတယ်လာခဲ့တဲ့မြို့ဖြစ်ကြောင်းသူကပြောဆိုခဲ့ပါတယ်။ ပထမဆုံးတကယ်ပိဆက်နှစ်နာသူတွေကိုတောင်းပန်ညင်ပါတယ်ရင်းနေလိုက်လိုက်လဲလဲနာကျင်ရတာမို့အမှုညွတ်တောင်းပန်ပါတယ်တန်းနိုင်ငံရေးနဲ့ပန်းနိုင်တစ်ခုဟာမိုးကုတ်မြို့ကိုတန်းပြည်နယ်ထဲပြန်ပေါအောင်ကြိုးပမ်းရေးဖြစ်တယ်ရှင်းရခင်နှစ်ပေါင်းထောင်ကြီးကတည်းကတန်းလူမျိုးတို့တီလာခဲ့တဲ့မိုးကုတ်ဟာတန်းလူမျိုးလက်ထဲကိုပြန်ပြီးတော့ရောက်ရမယ်လို့ရည်မှန်းထားပါတယ်အခုတော့လက်ထဲရောက်မဲ့ကိတ်မုံကိုမစားရဘဲပုတ်ချခံလိုက်ရတယ်လို့မျိုးအသေးကွဲရပါတယ် ကံမကုံသိရင်တော့ကြိုးစားသူအတွက်ရလက်ရှိသမြဲလို့ယုံကြည်ပါတယ်ဆိုပြီးတင်နယ်လီကဗိုလ်ချုပ်တောက်ဖုံးကျော်ကရေးသားပြောဆိုခဲ့တာပါဘုကုံနဲ့မုံမင်းမြို့ကိုစစ်တပ်ထံကိုပြန်ပေးအပ်တဲ့အတွက်တစ္ဆာဖောက်လို့ပြောနေသူတွေကိုတေချာပြန်လဲသုံးသက်စေခြင်းကြောင့်နယူးဒေါ်လာရင်းမှာစနစ်ကျော်တိစောက်ခဲ့တဲ့အရင်းမြစ်တွေနဲ့အကောင်းဆုံးပံ့ပိုးပေးခဲ့ကြောင်းလက်သုံးချောင်းထောင်သူတွေကိုလာစဉ်ကျွေးမွေးမြင့်တင်ပေးခဲ့ကြောင်း၃နှစ်နဲ့၄နှစ်ကာလအတွင်းအင်အားထောင်ချီပေးဆက်အရင်းပြုတ်ပေးခဲ့ကြောင်း လက်နက်အကျွေးဒေါ်လာဘီလီယံချီအကျွေးတင်ခဲ့ကြောင်းအာနာရှင်နိုင်ငံကိုခေါင်းနဲ့ဝင်တိုက်ပြီးတော့ဥကောင်းမှာတေမလောက်သွေးချင်းနေရဲ့နေကြောင်းဗမာတွေကဒီဒီခေါ်တဲ့အတွက်မိအားအရှိန်နဲ့လိုက်ဖို့ကြိုးပမ်းခဲ့ရကြောင်းဗိုလ်ချုပ်တာဖွန်ကျော်ကပြောဆိုခဲ့ပါတယ်တကယ်တကယ်တစ်တုံညာနှစ်ခွန်လို့တော့ဘယ်ဒီဒီကမှလက်တွေ့ပါမလာပဲနောက်ဆုံးကိုပဲထီကျန်ရွာကအိမ်သူတွေပါလေရင်ဘုံနံတင်ကြရရတယ်ရင်ဘတ်တွေတပြန်ပြန်ကွဲအသက်နှလုံးတွေနာကျင်ရပါတယ်ကြည်မရှိဘတ်ဂျက်မရှိ သေးသေးရလူသူလဲနဲလာတော့ မိုးကိုမိုးမိတ်နဲ့ညှိပြီးတော့အပြည့်ရရတယ်။ပွဲကမပြီးသေးပါဘူး။ဒါပေမဲ့အစဲတွေကစုံလွန်းလာပါတယ်။အိုကွဲမင်းတို့ကိုကြွေးခဲ့လို့လူဖြစ်လာတဲ့သူတွေမိုးကုတ်ကို ပြန်သိမ်းတာမြင်မြင်စမ်းပါတယ်။တို့ကိုဆဲလို့မောရင်ဖြစ် နာနာပြီးဆက်ပြီးတော့ဆရာနာရှင်ကိုလည်းနာနာပြီးတိုက်ပါလေဆိုပြီးဗိုလ်ချုပ်တာဖုန်ကျော်ကသူ့ရဲ့လူမှုကွေရက်မှာဆက်ပြီးတော့ရေးသားထားပါတယ်ခင်ဗျာ။ဒေါ်လန်သူတွေအတွက်ဒီနယ်လေးကအမြဲတမ်းတကားဖွင့်ထားမှဖြစ်ပြီးလိုအပ်ရင်လာရောက်နားခုန်နိုင်ကြောင်းဒီနယ်လေးကဗိုလ်ချုပ်တာဖုန်ကျော်ကပြောပါတယ်ခင်ဗျာ။ တိတုံညာနှစ်ခုစစ်စင်ရဲတွင်တည်နယ်လေးကမိုးကုတ်တီဘော့ကြောင်းမဲနောင်ချိုမိုင်းလုံးမိုင်းငော့မိုးမိတ်နမ်ဆန်မန်တုံကုတ်ခိုင်နမ်ခမ်းနမတူမျိုးတွေကိုသိမ်းပိုက်ရရှိခဲ့ပြီးစစ်တပ်ကကြောင်းမဲနောင်ချိုတီဘော့ကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်ခင်ဗျာဒါပြင်တည်နယ်လေးကမိုးကုတ်နဲ့မိုးမိတ်မျိုးတွေကိုဆွန့်လွတ်လိုက်တာကြောင့်မိုင်းလုံးမိုင်းငော့နမ်ဆန်မန်တုံကုတ်ခိုင်နမ်ခမ်းနဲ့နမတူမျိုးတွေသာတည်နယ်လက်ထက်မှာကျန်ရှိတော့မှာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့သခိုင်းတိုင်းမင်းကင်းမြို့နယ်ပါအဖတာဝန်ခံဟောင်း ီရီယံဆင်းရဲအုပ်ကြီးဒေါက်တာခင်တူတူလွင်ကိုလုပ်ငန်းဆိုင်ရာဆင်းစရာတွေနဲ့အခွန်ငွေကျပ်သိမ်းပေါင်း3000ကျော်ပြန်လည်အနှံဖို့အတွက်အချိန်ချင်းညှိနှိုင်းခဲ့ပေမဲ့ဤနိုင်မရလို့ဖန်စီထိန်းသိမ်းခဲ့ရတာဖြစ်တယ်လို့မြို့သားညွေဆိုရအန်ယူဂျီပြည်ထောင်စုဝန်ကြီးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကဒီသမားတရက်နေမှာထုတ်ပြန်ကြေညာလိုက်ပါတယ်ခင်ဗျာဒေါက်တာခင်တူတူလွင်ကိုမင်းကြီးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကတင်တော်ကြီးရွာကသူ့စေကမ်းမှာနှွေမှာ30ရက်ကဖန်စီခဲ့တာဖြစ်ပါတယ် ေါက်တာခင်တူတူလွင်ခေါ်ဒေါက်တာဒူစီရီယန်စေယုံအုပ်ဟာ2021ဧပြီ17ရက်ကနေ2024စက်တင်ဘာ18ရက်ထိမင်းကမြုတ်နယ်ပြည်သူ့အချုပ်အခြာအဖွဲ့တာဝန်ခံဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်လို့ပြည်ထောင်ရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကဒီဇင်ဘာ1ရက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါဝင်ကနေရနာပြည်ချိန်မှာ လုပ်ငန်းဆိုင်ရာစင်းစရာတွေရုံးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ငွေကြေးဆိုင်ရာကိစ္စတွေကိုမင်းကမြုတ်နယ်ပြည်သူ့အချုပ်အခြာအဖွဲ့လက်ရှိတာဝန်ခံထံလွှဲပြောင်းပေးဖို့တရားဝင်အချင်းချင်းတောင်းဆိုခဲ့တယ်လို့သိရပါတယ်။ ေါက်တာခင်တူတူလွင်ဟာမင်းကင်းမြို့နယ်ပါဖတာဝန်ခံဖြစ်တာဝန်ထမ်းဆောင်တဲ့အချိန်မင်းကင်းမြို့နယ်ပကဖကနေငှားရမ်းပေးထားတဲ့ AK47 တပ်နဲ့တလက်ကိုပြန်လည်အနှံ့ညင်းမရှိသလို2024ဇန်နဝါရီကဩဂတ်စ်ထိပြည်သူ့ကော်မတီအဖွဲ့ရဲ့အခွန်ငွေ30ရာခိုင်နှုန်းဖြစ်တဲ့ကျသိန်း3000ကျော်ကိုပြန်လည်ပေးအပ်တာမရှိတဲ့အတွက်ရာသီကြီးပုံမှ406 409ရုံနဲ့အမှုဖွင့်ထားခဲ့တယ်လို့အတည်ပြုထားပါတယ်။အဲ့ဒီကိစ္စတွေဖြစ်ရှင်းပေးဖို့နှစ်နဲ့ချီပြီးတော့ညှိနှိုင်းဆောင်ဆိုင်ခဲ့ပေမဲ့လာရောက်ညှိနှိုင်းဖြစ်ရှင်းတာမရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်ခင်ဗျာဒေါက်တာခင်သူသူလွင်ကိုဖမ်းသိတဲ့အချိန်မှာအမျိုးသမီးရဲမေမထက်ပေးနိုင်ခဲ့ခြင်းနဲ့ရုံးရင်ဆန်ကပ်ဖြစ်ခဲ့တဲ့အပေါ်ပြည်သူလူထုစိတ်မချမ်းမြေ့မှုတွေဖြစ်စေတဲ့အတွက်အနှုညွတ်တောင်းပန်အပ်ပါကြောင်းနဲ့အမှုနဲ့ပတ်သက်ပြီးတော့ဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကအသိပေးထားပါတယ်ခင်ဗျာကချင်ပြည်နယ်ဘက်ကတရင်နဲ့ဆက်ချင်ပါတယ်ကချင်ပြည်နယ်ဗမော်မြို့နယ်မှာစစ်ရှုံးကောင်စီတပ်ကထိုးစစ်တွေပြင်းပြင်းထန်ထန်ပြန်လည်ဆင်နွှဲလာပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်းဆက်ပြီးတော့လှုပ်ဆောင်လာနေတယ်လို့သိရပါတယ် နွေမ25နေ့ကစတင်ပြီးတော့အကြံပတ်စစ်တပ်ကဗမော်မြို့ပေါ်မှာထိုးစစ်တွေပြန်လဲစတင်လာတာပါအဲ့နောက်နေ့အဲ့နောက်နေ့စဉ်လိုလိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်လာပြီးဒရုန်းတွေလက်နက်ကြီးတွေနဲ့လည်းတစ်ချိန်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KIA PDF ပူပေါင်းတပ်တွေကလည်းစစ်တပ်ရဲ့ထိုးစစ်ကိုပြန်လဲခုခံလျက်ရှိနေကြောင်းသိရပါတယ်ဗမာမတိုက်ပွဲတွေပြင်းထန်နေချိန်နိုမ25ရက်နေ့ဗမာမြို့ခြေဆိုင်ခမရ320ကဗိုလ်ကြီးအောင်ကိုကိုကတော့ KIA နဲ့ PDF တပ်တွေကပစ်လိုက်တဲ့စနိုက်ပါကြီးထိမှန်ပြီးတော့တေဆုံးသွားကြောင်း ဘူကြီးအောင်ကိုမှအသက်28နှစ်အရွယ်ရှိပြီးစစ်တပ်ကတော့အပတ်စဉ်60ကျောင်းဆင်းဖြစ်တယ်လို့လည်းသိရပါတယ်။စနိုက်ပါထိမှန်တဲ့ဘူကြီးအောင်ကိုမှညာဘက်မျက်လုံးကျွတ်ထွက်ရာကနေတည်ဆုံသွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီပြင်ကချင်ပြည်နယ်ဗမာမြို့နယ်အတွင်းမှာရှိတဲ့ကြေးပါတွေကိုချမ်းမစစ်တပ်ကလေကြောင်းနဲ့နှစ်ရက်ဆက်တိုက်ဘုံကျက်တိုက်ခိုက်ခဲ့ရမှာတော့ပြည်သူ၃ဦးတည်ဆုံပြီးတော့30ကျော်ဒဏ်ရာရရှိခဲ့ကြောင်းဗမာစကောက်တင်းကသတင်းထုတ်ပြန်ထားပါတယ်။နှွေမှာ30ရက်နေ့မနက်7:00နာရီဝန်းကျင်အချိန်ဗမာမြို့တစ်ဖက်ကမ်းမှာရှိတဲ့မိုင်းကာကြေးရွာနဲ့ မိုးစိန်ကျွန်းကျေးရွာတို့ကိုကျမစစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာရဲသားပြည်သူနဲ့ရွှေလုံသားပြည်သူ၃ဦးသေဆုံးပြီးတော့30ဦးလောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာပါစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုမှာမိုင်းကာရွာအနောက်ဘက် AR မြကန်းတပေးရွှေလုံကွက်အနီးကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးသေဆုံးသူတွေနဲ့ထိခိုက်ဒဏ်ရာရသူတွေကိုရဲဘော်စေယုံကားတွေနဲ့လိုင်စာစေယုံကိုပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်အလားတူပဲဒီဇင်ဘာ၁ရက်မွန်လွဲတနိုင်းဝင်းကျင်ချိန်ကလည်းဗမော်မြို့နယ်ရေလဲကျေးရွာနီးကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ရွာပြည်မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ကျေးရွာတွေဖြစ်တဲ့စင်ကာရွာငပြောတော်ရွာတဖန်းပင်ရွာကျုံကြီးရွာမိုင်းကာကုန်းကားရွာတို့မှာ KIA က Starlink Internet သုံးပြုမှုတွေကိုအရင်လကတည်းကစတင်ပိတ်သိမ်းဖမ်းဆီးနေတာကြောင့်သတင်းရယူမှုအခက်အခဲတွေရှိနေကြောင်းဗမော်စကောက်တင်းကအသိပေးထားပါတယ်ခင်ဗျာနောက်ထပ်သတင်းပုတ်အနေနဲ့နေပြည်တော် PDF ဒူရင်မှုကရဲဘော်တအုပ်ကိုအပြစ်ပေးရိုက်နှက်တဲ့အတွက်တင်ဆုံသွားတယ်လို့သိရပါတယ်တင်ဆုံတဲ့ရဲဘော်ရဲ့ရုပ်လောင်းကိုမြေမြုပ်ပြီးတော့အစဖျောက်ခဲ့တယ်လို့လည်းဆိုပါတယ်ခင်ဗျာ ဒီသတင်းကိုတော့ Data Rain Media ဖြစ်တဲ့ Greeny People's Voice ကဖော်ပြလာတာပါတင်ဆက်ပေးကြပါမယ်ခင်ဗျာမြန်မာညွှန်ဆိုရ NUG ပြည်သူ့ကော်မတီတမရော PDF နေပြည်တော်တိုင်းစစ်ဌာနနေပြည်တော် PDF တိုင်းရင်းနှစ်ဒုတိုင်းရင်းမှုကရဲဘော်တို့ကိုအပြစ်ပေးရိုက်နှက်ခဲ့တာကြောင့်တည်ဆုံခဲ့ရကြောင်း၈နှစ်ရဲဘော်ဟောင်းတို့ကပြောဆိုလိုက်ပါတယ်အဲဒီယုံလောင်းကို၈နှစ်တိုင်းရင်းရဲဘော်ဟောင်းတို့ရဲ့တိုင်ကြားချက်အရ Greeny ပြည်ရဲဌာန KSP ပါဝင်ဆရာဝန် ကြေအတော်ဝင်ရှိသူတွေနေမြကန်ဒေါ်လာရင်းဖွဲ့စည်းတွေကနိုဝင်ဘာ22ရက်နေ့ကသွားရောက်တူဖို့ခဲ့တယ်လို့သိရပါတယ်။အဲ့လိုတူဖို့ရမှာနေပြီးတော့ပြည်ရဲ့ရှေ့နှစ်တရင်စခန်းဟောင်းတောင်ဘက်ပေ300ခန်းအကွာမှာဆောင်းနဲ့ပတ်ပြီးတော့မြုပ်ထားတဲ့လူငယ်ရုပ်လောင်းတစ်ခုတွေ့ရှိခဲ့ရပါတယ်။ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ April လပိုင်းကအဲ့ဒီစခန်းတွင်းမှာရှေ့နှစ်တရင်ရဲဘော်လွှမ်းမိုးကိုဒုတရင်မှုဆရာကျောင်းဘာဝင်တာဝန်ရှိသူတွေကအပြစ်ပေးနှိပ်စက်တဲ့အချိန်မှာတည်ဆုံသွားခဲ့တာဖြစ်ကြောင်းလာရောက်တိုင်ကြားခဲ့တဲ့ရှေ့နှစ်ရဲဘော်ဟောင်းက KPB သတင်းဌာနကိုဖြစ်ဆိုခဲ့ပါတယ်ဖြစ်သွားတာကလေးလပိုင်းထဲမှာပါတင်ဆုံးသွားတဲ့ရဲဘော်က drone တပ်ဖွဲ့တစ်ခုမှတင်နန်းသွားတက်ပြီးရဲမေတယောက်နဲ့မရိမှုဖြစ်တဲ့ဆိုပြီးတော့ပြန်ပို့တယ်အဲ့ဒီချက်တွေနဲ့ဒီကလေးကို6ပေါက်ဒီထိတ်တုံးထဲကိုထည့်ပြီးတော့ရိုက်နှက်စစ်ဆေးတာတွေလုပ်တယ်လို့သူကပြောဆိုပါတယ်စစ်ဆေးနေတဲ့အချိန်ရဲဘော်လွှမ်းမိုးကရေတောင့်တောက်ရမှာတက်ခွဲမှုဥက္ကာကရေဘုံနဲ့စားရည်ဖြော်ပြီးတော့လေဘင်းကို6နဲ့ဖိနေပြီးစားရည်တွေလောင်းချတိုက်ခဲ့တယ်လို့ရှီယန်နေရဲဘော်ဟောင်းကဖြစ်ဆိုခဲ့ပါတယ် ထိတ်တုံးထဲမှာရိုက်ပြီးတော့ကွင်းမြင်ကိုခေါ်ရိုက်တယ်အဲ့မှာမိုးချုပ်သွားတော့မမြင်ရလို့ဆိုပြီးဒီဘက်မှာတစ်ခါပြန်ခေါ်ပြီးတော့ရိုက်တယ်အဲ့ရဲဘော်ကရေတောင်းတောက်တော့လဲရေဘုံထဲမှာစားရည်နဲ့ဖြောပြီးတော့လက်ဘင်းကိုခြေထောက်နဲ့နင်းတယ်နင်းပြီးတော့လောင်းထည့်တယ်အဲ့ဒါပြီးတော့ထိတ်တုံးထဲကိုရေစိုးကြီးနဲ့ပြန်ထည့်ထားတယ်ဆိုပြီးတေဆုံးရဲဘော်ကိုနှိမ့်ဆက်တဲ့ပုံစံကိုသူကရှင်းပြပါတယ်အဲ့နောက်သုံးရမြောက်နေ့မှာတော့ရရှိထားတဲ့ဒဏ်ရာလေးနဲ့ရဲဘော်လွှမ်းမိုးတေဆုံးခဲ့ရပြီးဒူးရင်မှုဆရာကျောင်းရဲ့အမိန်ပေးစိတ်ခိုင်းမှုနဲ့ရဲဘော်ရှစ်ဦးက စခန်းတောင်ဘက်မှာတွားရောက်ပြီးတော့ပြုံနံခဲ့ရတယ်လို့ပြောပြပါတယ်ခင်ဗျာဒီကြောင့်ရနဲ့ပတ်သက်ပြီးတော့တာဝန်ရှိသူဆရာကျောင်းခေါ်ရဲဘော်နိုင်လင်းနဲ့တက်ခွဲမှုရဲဘော်အုပ်ကာတို့ကိုရဲဘော်တည်စင်မှုအလောင်းဖြတ်ဖြတ်မှုတို့နဲ့နေပြည်တော်တိုင်းစစ်ဌာနကယာတုဖြုတ်သိမ်းပြီးတော့အချုပ်ချထားတာက PDF စယုံချုပ်ကကင်တွယ်စစ်ဆေးမှဖြစ်ကြောင်းနေပြည်တော်ရဲဘော်တွေထံကနေသိရပါတယ်ခင်ဗျာ၆မြို့နယ်တွေကတရင်နဲ့ဆက်ချင်ပါတယ် စကိုင်းတိုင်းချောင်းမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးဖို့အမြန်ရရင်နှစီးနဲ့ထွက်လာတဲ့စစ်ရှုံးကောင်စီတပ်သားတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ချင်းတွင်းဖိုင်တာဂရုကသတင်းထုတ်ပြန်လာပါတယ်။ဒီဇင်ဘာလ၁ရက်မနေ့ကချောင်းမြို့နယ်အမြင့်ရွာကိုစစ်ကြောင်းထိုးဖို့အတွက်မုံရွာမြို့အုံမင်စိတ်ကန်းကနေအမြန်ရရင်နှစီးနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကိုမုံရွာမြို့နယ်ချင်းတွင်းမြစ်ကြောင်းတနေရာမှာကြားဖြတ်ပြီးတော့တိုက်ခိုက်ခဲ့တာပါခင်ဗျာ။အထင်သာသွားတဲ့အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီးစစ်တပ်လက်ထီးတွေပါအုံပြုခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုတော့ Chinook Fighter Group CFG ဥဆောင်ပြီး Brigade Army BHA တို့နဲ့လက်တွဲပြီးတော့လှုပ်ဆောင်ခဲ့တာလို့သိရပါပါတယ်ခင်ဗျာ။ တော့ဒီကနေ့မွန်းတဲ့12နာရီချိန်အထိနောက်ဆုံးတွေ့ရတဲ့သတင်းဖြစ်စဉ်ကြောင်းရာတွေကိုကျွန်တော်ဝင်ကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူအားလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။ထူးခြားတဲ့သတင်းဖြစ်စဉ်ကြောင်းရာတွေနဲ့ဒီကျွန်တော်တို့ညခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။ ပေးဆက်မည်တောင်းကိုစီထမ်းရွက်ချမည်စာနာကူညီပေးမထောင်ရလဲတွင်ကြီးရဲ့ရင်သွေးတော့ပြီးပြီးတတိတေသနီရန်သူအာနာယူမြချေမုံမြင့်ချက်မည်မြတ်ပညာနဲ့ဆွဲပြတ်ကြည့်ယုံကြည်သည်ဘာမတီး ငါတို့ရဲ့ယုံကြည်ကိုစီအတပေးကြတရေကောင်းပေါင်းလို့ဒီတမိုင်းချင်းပေးဆက်ပေးကြပတိပြုတင်စာကြည့်ကြည်လူလူလူပေါင်းပြီးဆန္ဒပြရမည်နိုင်ငံတော်ကိုသူစစ်ချမည် ်ဖြစ်သည်စီစိတ်ကြဆွမ်းအားထုတ်ဤကြိုးစားဖြစ်ကြော်မည်ဖေရီပြည်တော်သို့အတွက်အသက်သွေးပေးဆက်မည်တာဝန်ကိုစီထမ်းရွက်ကြမည်စာရာကူဤပေမှာထာဝရလက်တွင်ဤရဲ့ရင်သေးတော့ပြီးပြီးတတိသစာကြီးရှင်ဂျူအာနာယူမြခြေမုံကြီးခြေမည်ဉာဏ်ပညာနဲ့ဆွဲဖြတ်သည်ကြီး

ta ka ti piu te sa ti ti lu lu about e san da ki ya ni mai ne no go to sit ja ni